လာပဲရာသီလူစရင်ပြောင်းလဲမှုတွေလုံတော်မဲ့ဂိမ်းမှုများအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့တပင်ရွှေတီ channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရီဂိမ်းမှုတို့ကတော့လာမဲ့နွေရာသီအပြောင်းရွှေမှာတိုက်စစ်ပိုင်းကိုကြီးကြီးမားမားအပြောင်းလဲလုပ်ဖို့အတွက်ဖြည့်စင်နေပါရီတိုက်စစ်ကအမိုက်ပစ်ချက်ဆိုတာမြင်တဲ့အတိုင်းပဲဖြစ်ပြီးတော့ကိုယ်တကူရဖို့ကြောက်ခဲရင်ညနေရသလိုကိုစိတ်ပြတ်စရာဖြစ်နေတာဖြစ်ပါရီဒါကြောင့်သရေနေတို့ပွဲစီဖို့ဆိုရင်တော့တိုက်စစ်ပိုင်းကမဖြစ်မနေအားပြည့်ဖို့လိုမှအသေးချာပါပဲတစ်ဖက်မှာ United ဟာကစားသမားများစွာကိုလည်းရောင်းထုတ်သွားဖို့ရရှိနေပါသေးတယ်ရီယယ်ဘတ်တင်မှာခြေသွမ်းပြတင်တဲ့အန်တိုနီကို United တို့ပြန်လဲခေါ်ယူမှာမဟုတ်ပဲရောင်းထုတ်သွားမှာပါ Rashford ကလည်း Aston Villa မှာဆက်ရှိဖို့များနေပြီးတော့ Barcelona လိုအသင်းတွေကလည်းခေါ်ယူဖို့စိတ်ဝင်စားလျက်ရှိနေပါတယ် Sancho ကိုတော့ Chelsea အသင်းကရောချေးပေးပြီးတော့ United စီပြန်လဲဆေးလွှတ်သွားမှာဖြစ်ပါတယ် United တို့ Sancho ကိုရောင်းထုတ်ဖို့စီစဉ်ရအောင်မှာပါဒီလိုမျိုးတိုက်စစ်တွေအများကြီးအပြောင်းလဲလုပ်ဖို့ရှိနေတဲ့ United တို့ခေါ်ယူဖို့နှိစက်နေတဲ့ကစားသမားတွေများစွာရှိပါတယ်နံပါတ်1 Matias Cunha United ဟာဝူကစားသမားကွန်ညာကိုခေါ်ယူဖို့ကစားသမားနဲ့ပုံကိုရေးဆိုင်ရာသဘောတူညီမှုရရှိသွားပြီဖြစ်ပါတယ် ကိုညာအတွက် United တို့ဝူအသင်းစီပြောင်းရွှေ့ခြင်းပေါင်62.5သန်းပေးချေသွားရမှာပါအပူစုကြီးအနေနဲ့ကတော့ပေါင်5သန်းပေးရမှာပါကိုညာကိုခေါ်ယူဖို့အာဆင်နယ်အသင်းကလည်းစူးစမ်းခဲ့သေးပေမယ့် United ကလက်အုပ်မှုအရယူထားနိုင်ခဲ့တာဖြစ်ပါတယ် United ဟာကိုညာကိုအပြောင်းရွှေ့ရာသီစတာနဲ့အသင်းစီအမြန်ဆုံးရောက်အောင်လှုပ်ဆောင်သွားမှာပါဒါမှအသင်းရဲ့ရာသီကြိုးလေ့ကျင့်ရေးအစီအစဉ်တွေကိုစောစောဆီဆီပူးပေါင်းနိုင်မှာဖြစ်ပါတယ်နံပါတ်1 Lion Dealer United ဟာ Ashwin Tyson မှု Lion Dealer ကိုခေါ်ယူနိုင်ဖို့ရာအနည်းဆုံးအနေထားကိုရောက်ရှိနေပါတယ် ဧကစားသမဂ္ဂပရီးမီးယားလိပြိုင်ဘက်ဖြစ်တဲ့ United Chelsea ဘာဝဲအသင်းကြီးများစွာကလိုက်နေပေမဲ့တရရင်တို့ကသာခွဲယူနိုင်မဲ့အနည်းဆက်ဆုံးအခြေအနေမှာရှိနေတာဖြစ်ပါတယ်။ကစားသမဂ္ဂကိုယ်တိုင်ကက United စီကိုပြောင်းရွှေ့ချင်နေတာပါ။ဒါပေမဲ့ Champions League ပြိုင်ပွဲမှာကစားလိုနေတဲ့ဆန္ဒကြောင့် United ရဲ့ Europa League Final အခြေအနေကိုစောင့်ကြည့်ရအောင်မှာဖြစ်ပါတယ်။နံပါတ်3 Jokeres Jokeres ကလည်းဒီလက်လိုပဲ United ရဲ့ Europa League Final အခြေအနေကိုစောင့်ကြည့်နေတယ်လို့ဆိုရမှာဖြစ်ပါတယ်။ကစားသမအနေနဲ့သူ့ရဲ့ဆရာအရင်းဖြစ်သူ ။ရူဘင်အာမိုရင်းနဲ့တကြောပြန်လက်တွဲလိုပေမဲ့ချန်ပီယံလိပြိုင်ပွဲမှာကစားချင်နေတာကြောင့်အခက်တွေနေတာပါ။စပိုးတင်လက်စပွန်ဘက်ကတော့ဂျူကာရက်စ်ကိုပေါင်သန်း60ပြောင်းရွှေ့ခြင်းရယူနဲ့ရောင်းထုတ်သွားမှာပဲဖြစ်ပါတယ်။ဂျူကာရက်စ်ဟာဒီရာသီဥရောပထည်သီးလိ6လိမှာဂိုးသွင်းအများဆုံးတိုက်စင်မှုလည်းဖြစ်ပါတယ်။ဂိမ်းမှုတော့ဟာယူရိုပါလိဖိုင်နယ်ကိုအနိုင်ရပြီးတော့ဘူဆွေးကရင်တော်မှအမိုးဖွင့်ကားနဲ့မျိုးရဲလှည့်လည်ပြီးတော့အောင်ဝဲခံဖို့ရမရှိဘူးဖြစ်ပါတယ်။တရဲနေတို့အနေနဲ့ကာရင်တန်လေ့ကျင့်ရေးကွင်းမှာသာဘာဂျူပါတီပွဲလေးလောက်ကတူတူတိတ်အောင်ဝဲခံသွားမှာဖြစ်ပါတယ်။ ယူနိုက်တက်တို့ယူရိုပါလိချန်ပီယံဖြစ်ပြီးတော့လာမယ့်ရာသီအတွက်အပြုသဘောဆောင်မှုတွေလုံဆောင်သွားနိုင်မလားဆိုတာကတော့ဆက်လက်ဆောင်ကြည့်ရမှာပါအဆုံးထိကြည့်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတူပဲတင်ရှိပါရခင်ဗျာ